အရင်ကပူတင်နဲ့ဆက်ဆံရေးကောင်းမွန်ခဲ့တယ်လို့လူသိများတဲ့ထရန့်ဟာအခုတော့ယူကရိန်းမှာငြိမ်းချမ်းရေးသဘောတူညီမှုမလုပ်ဆောင်ခဲ့တဲ့အတွက်ခရမ်လင်ကိုပြင်းပြင်းထန်ထန်ဝေဖန်နေပါတယ်။ဒါအပြင်ပူတင်ဟာမီးနဲ့ကစားနေတယ်လို့ပြောပြီးသူသာမရှိရင်ရုရှားအတွက်တကယ်ဆိုးရွားတဲ့အခြေအနေတွေဖြစ်ခဲ့ပြီးပြီလို့လည်းဆိုပါတယ်။ပူတင်ဟာပြင်ပန်းကကြည့်ရင်အင်မတန်အင်အားကြီးပုံပေါ်ပေမဲ့အာနာရှင်တွေရဲ့ထုံးစံတိုင်းပဲဒီလိုပုံစံမျိုးရေရှည်တည်တတ်မှုဆိုရင်ရုရှားရဲ့စီးပွားရေးကထင်သလောက်ကြီးကောင်းမွန်မနေပါဘူး။ဒါဟာပူတင်ဆိုးရွားကိုမတည်ငြိမ်စေဘဲ ပြိုလဲစေနိုင်တဲ့အချက်ဖြစ်ပါတယ်။ရုရှားဟာအကြီးအကျယ်မှောင်ရင်းနဲ့ဆုံးဖြတ်ချက်တခုချခဲ့ပြီဖြစ်ပြီးဒါဟာပူတင်ရဲ့အဆုံးသက်ဖြစ်လာနိုင်ပါတယ်။ရုရှားဟာအခုအမေရိကန်နဲ့တတိယကမ္ဘာစစ်စတင်ခြင်းနေတယ်လို့ရုရှားယာရှိတွေကိုယ်တိုင်ပြောနေကြပါတယ်။ဒီအကြောင်းအရာတွေမပြောခင်မှာထရမ့်ရဲ့မှတ်ချက်တခုကနေပဲအစပြုခဲ့တာပါ။ပူတင်လုပ်နေတာတွေကိုကျွန်တော်မပြောဘူး။သူလူအများကြီးကိုတတ်နေတယ်။ပူတင်ဘာဖြစ်သွားလဲကျွန်တော်မသိဘူး။သူနဲ့ကျွန်တော်အမြဲတမ်းဆက်ဆံရေးကောင်းနေတယ်။ဒါပေမဲ့သူကမြို့တွေတွေကိုဒုံးကျည်တွေပစ်ပြီးလူတွေကိုတတ်နေတာကျွန်တော်လုံးဝမကြိုက်ဘူး။ ဒီမတ်ချက်တွေနဲ့ပူတင်ဘောထရမ့်ရဲ့ရည်ရည်ချက်ဘယ်လိုပြောင်းလဲလာတယ်လဲဒါကရုရှားဘောဘလူဖိအားတွေဖြစ်လာစေမလဲဆိုတာစက်ကြီးအောင်အချက်လက်တွေရာထရန့်ဟာဗလာဒီမာပူတင်ဘောဖိအားပေးခဲ့တယ်ဆိုတာရှင်းပါတယ်သူကယူကရိန်းမှာအရသားတွေတေဆုံးနေတာနဲ့မြို့ကြီးတွေကိုတိုက်ခိုက်နေတာတွေအတွက်ပူတင်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်ထရမ့်ကပူတင်လုပ်နေတာတွေကိုကျွန်တော်လုံးဝမကျေနပ်ဘူးလို့လည်းမှတ်ချက်ပြုခဲ့ပါတယ်ဒါအပြင်ထရမ့်ကရုရှားအတွက်ဆိုးရွားတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်တယ်လို့သတိပေးခဲ့ပါတယ် ကျွန်တော်သာမရှိခင်ရင်ရုရှားပေါ်တကယ်ဆိုးရွားတဲ့အခြေအနေတွေဖြစ်ခဲ့ပြီးပြီလို့သူကဆိုခဲ့ပါတယ်။ဒီလိုပြောဆိုမှုတွေကပူတင်ရဲ့လောက်ရက်တွေဆက်ရှိနေရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုထရမ့်ကသတိပေးနေတာပါ။အရေးကြီးတဲ့ပြောင်းလဲတစ်ခုကတော့ယူကရိန်းကိုအနောက်တိုင်းလက်နက်တွေနဲ့ရုရှားပိုင်နယ်ထဲကပစ်မှတ်တွေကိုတိုက်ခိုက်ခွင့်ပြုဖို့ထရမ့်ကကန့်သက်ချက်အားလုံးကိုရုပ်သိမ်းလိုက်တာပါ။ဒီအချက်ကယူကရိန်းကိုရုရှားပေါ်ပို့ပြီးဖိအားပေးနိုင်တဲ့စွမ်းရည်ကိုပေးစွမ်းလိုက်တာဖြစ်ပြီးရခိုင်အစိုးရရဲ့သတိထားတဲ့မူဝါဒနဲ့ကွဲပြားပါတယ်။ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဖ်ကထရမ့်ရဲ့မှတ်ချက်တွေကိုတုံ့ပြန်တဲ့အနေနဲ့တတိယကမ္ဘာစစ်ချင်းချောက်ခဲ့တာကထရမ့်ရဲ့စကားတွေကိုရုရှားအရာရှိတွေကအလေးနက်ထားတယ်ဆိုတာပြသနေပါဗျ။ရုရှားစစ်ဘေးရေးဟာခက်ခဲတွေနဲ့ကြုံနေရပြီးငွေကြေးဖောင်းပွားမှုစစ်အသုံးစရိတ်မြင့်မားမှုတွေရှိနေတယ်လို့လည်းဖော်ပြထားပါဗျ။ရုရှားရင်နံဝယ်ယူတဲ့နိုင်ငံတွေကိုပိတ်မှတ်ထားတဲ့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုအသစ်တွေကရုရှားဗန်နာယူကိုထပ်မံထိခိုက်စေနိုင်ပါတယ်။ရုရှားပိတ်ပင်ထားတဲ့သတင်းသမား Jason Jemak က ထရမ်ဟာယူကရိန်းကိုလက်နက်တွေပေးပို့ပြီးရုရှားကိုမတည်ငြိမ်အောင်လုပ်ပြီးတော့ဆရာကြီးကဘာတူလဲဆိုတာပြသနိုင်တယ်လို့လည်းပြောခဲ့ပါဗျ။ပူတင်ဟာအဖြစ်မှန်နဲ့ကင်းကွာနေပြီးသူ့ပတ်ဝန်းကျင်ကလူတွေကအခြေအနေမှန်ကိုမပြောပြဘဲအချက်လက်တွေကိုထိန်ချန်ထားတယ်လို့လည်းဆိုပါဗျ။ထရမ်ရဲ့ Twitter post တွေနဲ့ဗီဒီယိုသတင်းစာရှင်းလင်းပွဲပြီးနောက်ရုရှားဘက်ကတုံ့ပြန်မှုတွေလည်းထွက်ပေါ်လာခဲ့ပါဗျ။ရုရှားသမ္မတဟောင်းမတ်ဗီဒက်ကရုရှားဟာတတိယကမ္ဘာစစ်စတင်နိုင်တယ်လို့ပြောဆိုခဲ့ပါဗျ။ဒါဆိုဒါကတကယ်ပဲဖြစ်နိုင်ရည်ရှိသလား။ ရုရှားရဲ့အကြီးဆုံးထောက်ခံသူဖြစ်နိုင်တဲ့တရုတ်ကရောဘလို့ခံစားရမလဲတရုတ်သာမရှိရင်ရုရှားဟာဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဒါဆိုရုရှားမှာဒီလိုစစ်ပွဲကြီးတစ်ခုစတင်နိုင်တဲ့အင်အားတကယ်ပဲရှိရလားသမရာဟောင်းဒီမီထရီမက်ဖီဒက်ကလွန်ခဲ့တဲ့နှစ်နိုင်ငံတွင်နျူကလ িয়ার စစ်ပွဲဒါမှမဟုတ်တတိယကမ္ဘာစစ်ကိုအကြိမ်90ကျော်ချိန်ချောက်ခဲ့ပါတယ်ဒါဟာရုရှားရဲ့ပုံမှန်လုံရုပ်လုံစင်တစ်ခုပါသူဘာလို့ဒီလိုလုပ်တာလဲဆိုတော့အဖြေကယူရှင်းပါတယ်ရုရှားဆိုရရဲ့အာနာရှင်စနစ်ဆက်သွယ်ရေးစနစ်မှာ တမရပူတင်ကဘရောမအဲ့ဒီလိုမျိုးဓာတ်ရိုက်ချင်းထောက်တာမျိုးမလုပ်ပါဘူး။သူကဘသူ့ကိုမှဓာတ်ရိုက်မပုတ်ခတ်ပါဘူး။ပူတင်ကိုယူသွတ်တယ်လို့ပြောခဲ့တဲ့ဒေါ်နယ်ထရန့်နဲ့မတူပဲပူတင်ကဘရောမအဲ့ဒီလိုမျိုးတုံ့ပြန်မှာမဟုတ်ပါဘူး။အဲ့ဒီအစားသူ့မှာဓာရီကိုလှုပ်ဆောင်ပေးမယ်တိုက်ခိုက်ရေးခွေးတွေရှိပါတယ်။အဲ့ဒါကတော့မက်ဗီဒက်ပါပဲ။မက်ဗီဒက်ကဒီလိုမျိုးကြီးမားတဲ့ချိန်ချောက်မှုတွေထုတ်ပြန်ပြီးရုရှား TV ကဝါရဖြန့်ချီရေးသမားတွေကရုရှားဟာလိုအပ်လာရင် အမေရိကန်ကိုဘလို့အနိုင်ယူနိုင်တယ်ဆိုတာကိုအဆက်မပြတ်ပြောဆိုနေကြပါဗါဒါကသူတို့အမြဲတမ်းကစားနေတဲ့ဂိမ်းပါပဲပူတင်ကအေးဆေးတည်ငြိမ်ဟန်ဆောင်ပြီးအခြေအနေအားလုံးထက်မြင့်မားနေဟန်ဆောင်နေပါတယ်ပြီးတော့တခြားသူတွေမက်ဖီဒက်လိုတိုက်ခိုက်ရေးခွေးတွေကိုဒီလိုထူးဆန်းတဲ့ကြီးညာချက်တွေထုတ်ပြန်ခွင့်ပေးထားပါတယ်တကယ်လက်တွေ့မှာတော့ရုရှားဟာဘလို့မှတတိယကမ္ဘာစစ်ဒါမှမဟုတ်နျူကလ িয়ার စစ်ပွဲစတင်နိုင်တဲ့အခြေအနေမှာမရှိပါဘူးစစ်ပွဲကိုစောင့်ကြည့်နေသူတိုင်းမြင်နိုင်သလိုပါပဲသမရဘိုင်ဒန်က ADACMS လက်နက်ကိုထောက်ပံ့ဖို့အတည်ပြုပေးခဲ့ပြီး UK က Storm Shadow လက်နက်ကိုအတည်ပြုပေးခဲ့ချိန်မှာတော့ပူတင်ကိုရိုင်းကလည်းရုရှားနဲ့ American စစ်ဖြစ်တာနဲ့အတူတူပဲလို့ပြောခဲ့ပါတယ်။အခုဂျာမနီက Taurus ဒုံးကြီးတွေပေးပို့ဖို့ပြင်ဆင်နေတာကြောင့်စစ်ပွဲထဲမှာဂျာမနီဘာပါလာတော့မှလားလို့တောင်ပြောနေကြပါတယ်။ဂျာမနီကပါဒုံးကြီးတွေပေးပို့တော့မယ်ဆိုရင်စစ်ရေးအခြေအနေတွေနည်းနည်းပြောင်းလဲသွားမလား။ရုရှားတက်တော့အခြေအနေတွေကပိုပြီးဆိုးရွားလာနေပါတယ်။ဂျာမန်တွေစီက Taurus ဒုံးကြီးတွေရရှိနိုင်မယ်ရှိတဲ့ဒီအခြေအနေမှာ ရုရှားပြည်သူတွေကိုနောက်နိုင်ငံတွေကြားမှာမတူကွဲပြားမှုတွေရှိနေတယ်လို့နားယိုက်သိမှုကပိုပြီးခက်ခဲလာပါလိမ့်မယ်။သူတို့ကဒီလိုကွဲပြားမှုတွေအကြောင်းတွေကနေတဆင့်စစ်ပွဲကိုရပ်တန့်မှုသဘောတူမယ်။အနောက်နိုင်ငံကလူတွေကိုရှာဖွေဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့ဂျာမန်တွေလိုပဲအနောက်နိုင်ငံကလူတွေဟာယူကရိန်းကိုလက်နက်တွေပို့ပေးဖို့အင်မတန်ထောက်ခံနေကြတယ်ဆိုတာပိုပြီးရှင်းရှင်းလင်းလင်းမြင်လာရပါတယ်။ရေဘူးရအဖြစ်ရုရှားလူမျိုးတွေကလည်းအင်တာနက်မှာရှာဖွေကြည့်တဲ့အခါဖြစ်ပျက်နေရတဲ့ပေါ်စိတ်ပြက်အားငယ်မှုတွေပို့ပြီးမြင့်တက်လာတာကိုတွေ့ရပါတယ်။ သူတို့ရဲ့မြင်မှာဒါရီအားလုံးဟာကျွန်တော်သားကိုရုရှားစစ်တပ်ထဲဘယ်တော့မှမပို့ခြင်းဘူးအန်ဒီရဲ့များလို့နဲ့ဆိုတဲ့လက္ခဏာတွေပါပဲဒီလိုဖိအားမျိုးကပဲရုရှားစစ်တပ်အတွင်းမှာပြိုလဲမှုတွေစတင်နေပြီဆိုတဲ့သိတာထင်ရှားတဲ့အကြောင်းရင်းဖြစ်ပါတယ်ရုရှားရဲ့ဗျူဟာကဘာလဲသူတို့ရဲ့နောက်ဆုံးပန်းနိုင်ကဘာလဲဘာလို့ထင်ပါသလဲညှိနှိုင်းမှုတွေမှာခရိုင်းမီးယားပြင်နောက်ထပ်၄ခုကိုတောင်းဆိုခဲ့တယ်ဆိုတာသိထားပါတယ်ဒါပေမဲ့အမေရိကန်ကဒီတောင်းဆိုမှုကိုဘယ်တော့မှထောက်ခံမဲ့ပုံမပေါ်ပါဘူးအုပ်ချုပ်ရေးအဖွဲ့ထဲမှာယူကရိန်းကိုအစိုးဆုံးဆန့်ကျင်သူလို့ပြောနိုင်တဲ့ JD Vance တောင်မှရုရှားကစစ်ပွဲမှာသိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့နေမြေတွေကိုရမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါဆိုသူတို့ရဲ့လက်တွေ့ကြတဲ့ပန်းနိုင်ကဘာလဲ။တကယ်လက်တွေ့မှာတော့ရုရှားရဲ့ပန်းနိုင်ဟာစစ်ပွဲစတင်ကတည်းကမပြောင်းလဲသေးပါဘူး။သူတို့ဟာကြံရှိနေတဲ့ယူကရိန်းတစ်ခုလုံးကိုသိမ်းပိုက်ဖို့လက်တွေ့ကြတယ်လို့ယုံကြည်နေသေးပါ။အခုညှိနှိုင်းမှုတွေမှာသူတို့ကမ်းလှမ်းနေတာကအချိန်ဆွဲဖို့တတ်တတ်ပါပဲ။ရုရှားဘက်မှာအခုချက်ချင်းစစ်ပွဲကိုအဆုံးသတ်ဖို့စိတ်ရင်းမှန်တဲ့စိတ်ဝင်စားမှုမရှိပါဘူး။ဗလာဒီမာပူတင်ဟာတနေ့ကိုစစ်သား1500အထိဆုံးရှုံးနေရပြီမြင့် အချိန်ကသူ့ဘက်မှာရှိတယ်လို့လွဲမှားသွားယုံကြည်နေသေးဖြစ်ပြီးဇက်တိုက်တိုက်ခိုက်နေရင်သူတို့အနိုင်ရမယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့ဒီအခြေအနေကိုမြင်နေရတဲ့တခြားသူတိုင်းကတော့ရုရှားအနေနဲ့စီးပွားရေးအရာရောစစ်ရေးအရာပါဆက်လက်တည်မြဲနေဖို့မတက်နိုင်တော့ဘူးလို့ပြောကြပါတယ်။အီရန် drone တွေနဲ့မြောက်ကိုရီးယားဒုံးကျည်တွေပေါ်ဒီလောက်မှီခုံနေရတာကဒီစစ်ပွဲကိုတိုက်ဖို့အနိုင်ရဖို့နေနေသသာကိုကိုကိုဘလို့လက်နဲ့တက်ဆင်ရမလဲဆိုတဲ့ကိုပိုင်ဗျူဟာတောင်သူတို့မှမရှိဘူးဆိုတာပြသနေတဲ့အကောင်းဆုံးလက္ခဏာတစ်ခုပါပဲ။ ဒါကကျွန်တော်တို့အတွက်အရေးကြီးဆုံးမေးခွန်းအတွက်အချိန်ကျပါပြီ။ရုရှားဟာလက်နက်နဲ့စစ်သားတွေအတွက်အီရန်မြောက်ကိုရီးယားပေါ်မှီခိုနေရပြီးဒီစစ်ပွဲတစ်ခုလုံးကိုငွေကြေးထောက်ပံ့မှုစစ်သားတွေကိုလာတာပေးဖို့လက်နက်တွေကိုပေးချေဖို့နဲ့တရုတ်နဲ့အိန္ဒိယပေါ်မှီခိုနေရပါတယ်။အထက်လွှတ်တော်မှာတင်သွင်းထားတဲ့ပိတ်ဆို့မှုဥပဒေကြမ်းဟာဘယ်လိုပြောင်းလဲသွားမလဲ။ပိတ်ဆို့မှုဥပဒေကြမ်းအကြောင်းနဲ့လက်ရှိအခြေအနေကိုပြောပြပေးနိုင်မလား။အခုအမေရိကန်အထက်လွှတ်တော်မှာတင်သွင်းထားတဲ့ပိတ်ဆို့မှုဥပဒေကြမ်းဟာအထက်လွှတ်တော်အမှတ်100ရဲက 82ဦးရဲ့ထောက်ခံမှုကိုရရှိထားပြီးပါပြီ။ဒါကြောင့်ဒီဥပဒေကျမ်းကအတီဖြစ်မှာသိကြပါရစေ။တန်တရားဖြစ်เสียရမလို့ပါဘူး။ဒီဥပဒေကျမ်းကဘာလုပ်မလဲဆိုတော့ရုရှားစီကပစ္စည်းတွေဝယ်ယူနေတဲ့ဥပမာယူရေနီယံ၊ရေနံနဲ့တခြားသဘာဝရင်းမြစ်တွေဘယ်နိုင်ငံရဲ့ကုန်ပစ္စည်းကိုမဆိုအမေရိကန်ကိုတင်သွင်းလာတဲ့အခါ900ရာခိုင်နှုန်းခွန်စည်းကြမှာဖြစ်ပါတယ်။ဒါကဘာကိုဆိုလိုသလဲဆိုတော့ရုရှားကနေထွက်တဲ့ရေနံအလုံးရဲ့85ရာခိုင်နှုန်းလောက်ကိုဝယ်ယူနေတဲ့တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေဟာသူတို့ရဲ့ကုန်ပစ္စည်းတွေပေါ် 900ရာခိုင်နှုန်းအခွန်အနေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးဟာရုရှားနဲ့ကုန်သွယ်တာထက်အမေရိကန်နဲ့စေစားကနေ15ဆပိုပြီးကုန်သွယ်မှုလုပ်ပါတယ်။ဈေးပေါ်တဲ့ရေနံအနေငယ်ရဖို့အတွက်အမေရိကန်နဲ့ဆက်ဆံရေးကိုဆုံးရှုံးခံတာဟာသူတို့ရဲ့စီးပွားရေးအကျိုးစီးပွားနဲ့မကိုက်ညီပါဘူး။အဲ့ဒီလိုလို့ရင်သူတို့ရဲ့စီးပွားရေးတွေပြိုလဲသွားပါလိမ့်မယ်။တရုတ်မှာလက်ရှိဖြစ်ပေါ်နေတဲ့စီးပွားရေးတင်းမာမှုတွေကြောင့်ဒါဟာလုံးဝလက်တွေ့မကြပါဘူး။ဒါကြောင့်ရှေ့ကိုကြည့်မယ်ဆိုရင်ဒါဟာစစ်ပွဲရဲ့အဆုံးဖြတ်အမှတ်ဖြစ်လာနိုင်ပါတယ်။ ဒါကဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုပြောင်းလဲပြစ်နိုင်ပါတယ်။ဒီအချိန်တွေပြောင်းလဲမှုဟာနောက်ထပ်ရသက်တပတ်အနေငယ်တွင်ဖြစ်လာမယ်ဆိုရင်ယူကရိန်းမှာလက်ရှိဖြစ်ပျက်နေတဲ့စစ်ပွဲနဲ့အချိန်တွေအလုံးကိုလုံးဝပြောင်းလဲသွားတာကိုကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်။ဥပဒေကြမ်းကနှစ်ပါတီစလုံးရဲ့ထောက်ခံမှုရရှိချပီးသားဖြစ်လို့အတည်ပြုဖို့အတွက်မဲခွဲဖို့ပဲလိုတာပါ။အထက်လွတ်တော်မှ82ဦးရဲ့ထောက်ခံမှုရထားတာဆိုတော့အတည်ဖြစ်ဖို့ကဘာပြဿနာမှရှိမှာမဟုတ်ပါဘူး။အောက်လွတ်တော်မှလည်းတေကြပေါက်အများစုထောက်ခံမှု60ရာခိုင်နှုန်းကျော်ကိုရရှိပါလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့သမရရဲ့လက်မှတ်ထိုးဖို့တောင်မလိုတော့ပဲဓာတ်ရိုက်ဥပဒေဖြစ်သွားနိုင်ပါတယ်အထက်လွတ်တော်နဲ့အောက်လွတ်တော်နှစ်ခုသလုံးကအတီးပြုတ်လိုက်တာနဲ့ဥပဒေဖြစ်သွားမှာပါရုရှားမျိုးသမီးတဦးကမော်စကိုဒေသကို drone တွေတိုက်ခိုက်နေပြီဖြစ်ပြီးသူ့အိမ်နားမှာပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ငိုနေပါတယ်ဒီလိုတုံ့ပြန်မှုမျိုးကရှားပါတယ်ဘာလို့လဲဆိုတော့ရုရှားလူမျိုးအများစုကရုရှားမှာပေါက်ကွဲမှုတွေဖြစ်ရင်ပျော်ကြတာကိုဒါတွေဟာရုရှားစတင်ခဲ့တဲ့စစ်ပွဲရဲ့အကျိုးဆက်တွေဖြစ်ပြီးဘယ်နည်းနဲ့မဆိုရပ်တန့်နိုင်ပါတယ်ရုရှားလိုရမှာကယူကရိန်းကနေစစ်တပ်တွေကိုယုံသိမ်းပြီး ယူကရိန်းလူမျိုးတွေကိုတပ်ဖြတ်တာရပ်ဖို့ပါ။ဘာပဲဖြစ်ဖြစ်ခါကစ်မှာလည်းပောက်ကွဲသံတွေနိုင်ပေါင်းများစွာကြားနေရတာသုံးရက်ရှိပါပြီ။ဒါကမေလ28ရက်နေ့ကဖြစ်ခဲ့တာပါ။ရုရှားယာရှိတွေကတော့အရင်ကလိုပဲတနာခဲ့တဲ့ကက်ဟောင်းကိုထပ်တလဲလဲကစားနေပါတယ်။ယူကရိန်းကမော်စကိုလိုရုရှားမျိုးတွေကိုတိုက်ခိုက်နေလို့သူတို့ကယူကရိန်းကိုပြန်လည်တိုက်ခိုက်တာလို့ပြောနေကြပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒါဟာမမှန်ပါဘူး။ရုရှားကဒီစစ်ပွဲကို2014ခုနှစ်ကစတင်ခဲ့တာပါပြီးတော့ပူတင်တယောက်စိတ်ဖောက်ပြီးတော့2022ခုနှစ်ဒီစစ်ပွဲ ဖေဖော်ဝါရီလမှာဒီစစ်ပွဲကိုအလုံးရင်းနဲ့ကျူးကျော်ခဲ့ပါတယ်။အခုတော့ရုရှားမျိုးတွေကအဲ့ဒီကျူးကျော်မှုတွေအတွက်ပြန်ပေးဆက်နေရပါပြီ။ထုတ်ပြန်ကြတဲ့ပတ်သက်ပြီးတော့ Trump ကကင်မရာရှေ့မှာမပြောပေမဲ့သူ့ရဲ့ social media မှာတော့သူ့ကိုယ်တိုင်ရေးပါတယ်။ပူတင်ကမီးနဲ့ကစားနေတယ်။ရုရှားကယူကရိန်းကိုအကြောင်းမဲ့ drone တွေပို့နေတယ်လို့ပြောပါတယ်။မကြာခဏကောက်ချက်ချမိတာကတော့ယူကရိန်းရုရှားပြည်ပခန့်နဲ့ပတ်သက်ပြီးတကယ်လက်တွေ့အခြေအနေတွေကို Trump ကလုံလောက်စွာသိရှိနားလည်ခြင်းမရှိဘူးဆိုတာပါပဲ။အထူးသဖြင့်ယူကရိန်းကရုရှားပေါ် ရင်းချမ်းတဲ့ရုရှားမျိုးတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေပိုပြီးမကြာခဏလှုပ်ဆောင်နေတာကိုသူမသိပါဘူး။ Trump ကကျွန်တော်တို့တုံ့ပြန်တဲ့လှုပ်ဆောင်ချက်တွေအကြောင်းပဲသိပြီးကျွန်တော်တို့ဟာစည်ရေးခြေခံဆောက်အုံတွေဒါမှမဟုတ်ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကိုသာပိတ်မှတ်ထားတယ်ဆိုတာကိုသူအပြည့်အဝနားမလည်ပါဘူး။ရုရှားကဒီစစ်ပွဲတွေကိုနာဇီတွေဒုတိယကမ္ဘာစစ်ဆားခဲ့တဲ့ယူသွှမှုနဲ့အတူတူဆားခဲ့တာပါနာဇီတွေကတခြားသူတွေကိုသူတို့ဘုံကျဲနိုင်ပြီးဘယ်သူမှသူတို့ကိုပြန်ဘုံကျဲမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့ကြတာကဲဘာဖြစ်လဲဆိုတော့အခုတော့ ရုရှားပြည်သူတွေကပူတင်ရဲ့မှောင်ရွက်မှုအတွက်ပြန်ပေးဆက်နေရပါတော့တယ်။တကယ်တမ်းတော့ရုရှားမှာထိတ်လန့်မှုတွေကအရင်ဆိုးရွားနေတာကြောင့်သူတို့ရဲ့သတင်းစကားတောင်တတန်နဲ့ထွက်ပေါ်မလာပါဘူး။လူတိုင်းကမတူညီတဲ့အရာတွေကိုပြောနေကြပြီးမတူညီတဲ့သတင်းစကားတွေကိုပေးပို့နေကြပါတယ်။ဒါကတော့သမ္မတထရန့်ရဲ့ထုတ်ပြန်ချက်ပြီးရုရှားအစိုးရမီဒီယာ RT Russia Today မှာပြောခဲ့တာပါ။သမ္မတထရန့်ကမော်စကိုကိုတတိပေးခဲ့ပြီးရုရှားဟာသူ့ကြောင့်သာတကယ်ဆိုးရတဲ့အကျိုးဆက်တွေကနေရှောင်ရှားနိုင်ခဲ့တယ်လို့ပြောပါရယ်ဒီစကားကဘာကိုဆိုလိုသလဲဆိုတော့ တမရထရန်ကရုရှားဆိုရမော်စကိုကိုဓာတ်ရိုက်တော်လကောင်းတွယ်ဝိုက်ရတော်လကောင်းတတိပေးစကားပြောခဲ့တယ်လို့ဆိုပါတယ်သူကရုရှားအနေနဲ့လက်ရှိကြုံတွေ့နေရတဲ့ဆိုဂျိုတွေဒါမှမဟုတ်ဖြစ်လာနိုင်တဲ့ဆိုဂျိုတွေကိုရှောင်ရှားနိုင်ခဲ့တာဟာထရန့်ရဲ့မူဝါဒတွေဆုံးဖြတ်ချက်တွေဒါမှမဟုတ်သူ့ရဲ့လှုံ့ဆော်ချက်တွေကြောင့်လို့ပူတင်ကိုတတိပေးလိုက်တာပါဒါကထရန့်အနေနဲ့ရုရှားပေါ်ဩဇာလွှမ်းမိုးမှုဒါမှမဟုတ်ထိန်းချုပ်မှုတစုံတရာရှိတယ်လို့ပြသခြင်းတဲ့သဘောပါဘာဖြစ်လဲဆိုတော့ ထရမ့်ကိုဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတိတိကျကျမေးခဲ့ပါတယ်။သူကဒီလိုဖြေခဲ့ပါတယ်။ရုရှားတွေကခမားအနေနဲ့ပူတင်ကိုဝေဖန်တာတွေဟာစိတ်ခံစားမှုကြောင့်လို့ပြောတဲ့အခါသူတို့ဟာမလေးစားရရောက်တယ်လို့ခမားယုံကြည်ပါသလား။ပြီးတော့ပူတင်ကတကယ်ပဲစစ်ပွဲကိုအဆုံးသတ်ချင်တယ်လို့ခမားအခုထိယုံကြည်နေတုံးပဲလား။ကျွန်တော်အဲ့ဒါကိုအတိအကျမပြောနိုင်သေးပါဘူး။ဒါပေမဲ့နှစ်ပတ်လောက်အတွင်းမှာခမားကိုအသိပေးပါမယ်။နှစ်ပတ်အတွင်းမှာမကြခင်သိရတော့မှာပါ။သူကကျွန်တော်တို့ကိုလှည့်စားနေတာလားမလှည့်စားဘူးလားဆိုတာကျွန်တော်တို့သိရတော့မှာပါ။ တကယ်လို့သူလှည့်စားနေတယ်ဆိုရင်ကျွန်တော်တို့နည်းနည်းကွဲပြားသွားတုံ့ပြန်ပါမယ်ဒါပေမဲ့တပတ်ခွဲနှစ်ပတ်လောက်ကြာပါလိမ့်မယ်မစ္စတာဝီကော့ကဒီမှာရှိပါတယ်သူကအခုသူတို့နဲ့အရန်ပြင်းပြင်းထန်ထန်ဆက်ဆံနေပြီးထူးခြားတဲ့အလုပ်ကိုလုပ်နေပါတယ်သူတို့တခုခုလှုပ်ချင်နေပုံရပါတယ်ဒါပေမဲ့စာချုပ်လက်မှတ်မထိုးမချင်းကျွန်တော်ဘယ်သူမှမပြောနိုင်ပါဘူးကျွန်တော်ဒီလိုတော့ပြောနိုင်ပါတယ်ညှိနှိုင်းမှုလို့ခေါ်တဲ့ခြေနေရဲ့အလဲမှာလူတွေတည်ဆုံးခဲ့တဲ့လုံခဲ့တဲ့ညအနေငယ်ကဖြစ်ပျက်ခဲ့တာတွေအတွက်ကျွန်တော်အရန်စိတ်ပြတ်မိပါတယ်ဒါကိုကျွန်တော်အရန်စိတ်ပြတ်မိပါတယ် အရန်မဲစိတ်ပြက်စရာကောင်းပါတယ်လို့အဲ့လိုမျိုးပြန်လဲဖြေချခဲ့ပါတယ်ဒီလိုအခြေအနေတွေအောက်မှာရုရှားနဲ့ယူကရိန်းစစ်ပွဲရဲ့ညီကုန်းကဘလို့ဖြစ်လာမလဲဆိုတာကတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲတမလာထရန့်ရဲ့ဖိအားပေးမှုတွေဗလာဒီမာပူတင်ရဲ့အဖြစ်မှန်နဲ့ကင်းကွာပြီးမိုင်မဲတဲ့ဆုံးဖြတ်ချက်တွေအမေရိကန်ရဲ့မကြခင်အတီးပြို့တော့မဲ့ပိတ်ဆို့အရေးယူမှုအစ်စ်တွေနဲ့အတူဒီပဋိပက္ခဟာလုံးဝကိုအလှည့်ပြောင်းတစ်ခုကိုရောက်လာတော့မှာလားတစ်ဖက်မှာရုရှားရဲ့စီးပွားရေးအခြေအနေကတဖြည်းဖြည်းပိုဆိုးလာပြီးလူအများစုကလည်းစစ်ပွဲပေါ်စိတ်ပြက်အားငယ်နေကြပါတယ် စစ်တပ်အတွင်းမှာပါပြိုလဲမှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီလိုပြည်ရင်းဖိအားတွေကရောပူတင်ရဲ့စစ်ပွဲဆက်လက်ဆင်နွှဲနိုင်စွမ်းကိုဘလောက်ထိထိခိုက်စေမလဲ။တရုတ်နဲ့အိန္ဒိယလိုအထူးကကုံသွယ်ပတ်နိုင်ငံတွေဟာအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအောက်မှာရုရှားနဲ့ဆက်ပြီးရပ်တည်နေနိုင်အောင်မလား။တခြားတစ်ဖက်မှာတော့ယူကရိန်းကအနောက်တိုင်းရဲ့လက်နက်အကူအညီတွေပုံမရရှိလာပြီးရုရှားပိုင်တဲ့အတွင်းကိုပါတိုက်ခိုက်နိုင်တဲ့စွမ်းရည်တွေပိုတိုးလာနေပါတယ်။ဂျာမနီလိုနိုင်ငံတွေကပါဒုံးကျည်တွေထပ်မံပေးဖို့ပြင်ဆင်နေတာကယူကရိန်းရဲ့အင်အားကိုဘလောက်ထိမြင့်တင်ပေးနိုင်မလဲ။ ဒီလိုအခြေအနေတွေအားလုံးဟာရုရှားယူကရိန်းစစ်ပွဲရဲ့ကံကြမ္မာကိုတိတိတတ်တာပြောင်းလဲစေနိုင်ပါတယ်။နောက်လာမယ့်ရက်သရက်ရက်သရက်တွေဒါမှမဟုတ်လရီအတွင်းမှာပဲကမ္ဘာနိုင်ငံရေးမြေပုံကိုပြောင်းလဲစေနိုင်တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ဖြစ်ရက်တွေထွက်ပေါ်လာနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။